တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြခင်ရေကောင် မိရှူရာရဲ့အသွေးဆိုတာတွေဟာဒီကဘာကြီးပေါ်မှာပေါ်ထွန်းခဲ့ပြီးကောင်းငင်ပုံတို့ပြန်လဲတက်ကြွသွားတော်မူခဲ့တဲ့လူသားတိုင်းရဲ့ကဲတင်ရှင် သခင်ယေရှုခရစ်တော်ဖျားနဲ့ဘယ်လိုဆက်ဆက်ဆက်နွယ်နေပါသလဲယစ်ပလင်ကလကာတွေနဲ့ရောဘယ်လိုဆက်နွယ်နေပါသလဲဖမယောကျအခန်းကြီး38မှာလေ့လာရင်ကက်တီရှင်ယေရှုခရစ်တော်နဲ့ဆက်နွယ်ပုံနမိတ်ဆောင်မှုတွေကို အခုလိုရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ဒီကျမ်းရဲ့အဓိကရအချက်ကတော့မိရှူရာယစ်ကျေးအင်ဒုံတဲတော်ဝင်းနဲ့လူပရိသတ်တို့ရဲ့ငွေအလှူများအကြောင်းပဲဖြစ်ပါတယ် အထူးမှတ်သားရန်အနေနဲ့ဖော်ပြရရင်တော့တဲတော်ရဲ့အကြောင်းအရာတွေဟာဒီကျမ်းကိုဆက်ပြီးတော့ပြီးညွယ်နေသေးပဲဖြစ်ပါတယ်။အခန်းကြီး25မှာတဲတော်ရဲ့မူကျမ်းပုံစံကိုဖော်ပြရာကနေစတင်ပြီးတော့ဘေးစလေလာတို့အဖွဲ့စူပေါင်းတိဆောက်ကြပြီဆိုတော့အမှတ်တမဲ့တဲတော်ရဲ့ဂန္ဓာဟာပြည့်ပြတ်သွားမယောင်ယောင်ခင်မတ်เสียပါပေါ့။ဒါပေမဲ့အခုအခန်းကြီး38မှာတော့တဲတော်ရဲ့အပြင်ဝိုင်းအကြောင်းအသေးစိတ်ပေါ်ထွက်လာပါတယ်။ တောလေယာချမ်းမှမြင်ရတဲ့အတိုင်းဆိုရင်ဣသရေလတွေအတွေ့မိုးတိမ်တိုင်းကြီးဟာဥဆောင်ခေါငင်ပြီးလူတွေဟာဒီမိုးတိမ်ကြီးရဲ့နောက်ကိုလိုက်ကြရတယ်။လက်ရမှာပရိညင်တစ်တာတော်ကိုလေဝိအမျိုးသားတရားဟောဆရာတွေကဖမ်းပြီးတော့ရှေ့ဆုံးကသွားကြရတယ်။အခမ်းအနားတစ်ခုအဖြစ်တန်းစီစရာနဲ့စီတန်းလှဲ့လေသွားရောက်ကြရတယ်။မိုးတိမ်ကြီးကရက်တန့်လိုက်ပြီးဆိုတာနဲ့လူမျိုးတော်ကလည်းလိုက်ပြီးရက်တန့်ကြရတယ်။ပြီးနောက်ကဲတော်ကိုရောက်ရှိရာအရက်မှာ တီထားကိုးကွယ်ရတယ်လို့ဆိုပါတယ်။တဲတော်ဟာအလှအပအယောင်အသွေးစုံလင်နဲ့ခြီကြောအထယ်ကနေစပြီးတော့အထက်လေးရက်နဲ့တီတယ်။အတွင်းဘက်ကနေကြိမှ အလှပဆုံးကိုမြင်ရမယ်ဆိုတာတွေကိုကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ။အဲဒီလိုတဲတော်တွေကနေမြင်ရတဲ့အတွင်းဆုံးကလကဟာကိုးကွယ်ဝတ်ပြုခြင်းရဲ့အတိတ်ပဲ။ချီးမွမ်းခြင်းရဲ့အနှစ်သာရမြတ်နိုးတွေတာမှုရဲ့လေးနဲ့ချင်းများနဲ့အတူလူတူးတယောက်ချင်းကောင်းကြီးမင်္ဂလာများခံစားရတာကို ခေါ်ကျူးနေတယ်ဆိုတာကိုမှတ်မိကြမယ်ထင်ပါတယ်။အပေါ်ဆုံးအလှော်ကတော့ဖြံရဲ့တရီဖြစ်တယ်။ဒါကိုသမာကျမ်းစာမှာတဟာရှတရီလို့ဖော်ပြထားပါတယ်။ဒါကိုလည်းကျွန်တော်ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။အပြင်ဘက်တဲတော်ဝင်းဟာလည်းကြည်တယ်နဲ့ပဲဝိုင်းပတ်ထားပါတယ်။အတောင်100နဲ့အတောင်90အကျယ်ရှိတယ်။အဲ့ဒီအပြင်ဝင်းထဲမှာတော့မီးရှို့ရာရစ်ပလင်ရဲကြေးအင်ဒုံရဲရှိပါတယ်။လူတယောက်ဟာအပြစ်ဖြေရာဝတ်ကိုပြုတ်မယ်ဆိုရင် ယစ်ပရောဟိတ်ရဲ့ဥဆောင်မှုကိုခံပြီးတော့သူပူဇော်မဲ့ယစ်ကောင်ကိုခေါ်သွားရပါတယ်။အဲ့ဒီယစ်ကောင်ရဲ့ခေါင်းပေါ်မှာလည်းသူ့လက်ကိုတင်ရပါသေးတယ်။သူ့အပြစ်တွေကိုဒီယစ်ကောင်စီကိုကူသန်သွားအောင်လုပ်တဲ့အတိတ်ပဲပေါ့။အแทဲကိုရောက်တော့အဲ့ဒီယစ်ကောင်ကိုသတ်ပြီးတော့မှယစ်ပရောဟိတ်ကဥဆောင် မီးရှို့ရယစ်ပလင်မှာပူဇော်ပေးရပါတယ်။ယစ်ပူဇော်တဲ့ပြည့်ရှိသူလူသားရဲ့ခြေလှမ်းဟာတူးချင်းအနေနဲ့ဒီမာတင်ရက်တံသွားပါတယ်။မဖြစ်လို့လဲဆိုတော့ ကြံတဲ့ဝတ်တွေကိုသူ့ရဲ့ကိုစားယစ်ပရောဟိတ်မင်းကဆောင်ရွက်ပေးရတဲ့အတွက်ပါပဲယစ်ပရောဟိတ်ဟာတင်းအင်ဒုံမှာတန်ရှင်းရေးကိုလုပ်ပြီးမှတဲတော်တဲကိုဝင်ရလိရှိပါတယ်တဲတော်တဲဆိုပေမဲ့တန်ရှင်းရာဌာနဖြစ်တဲ့ဇပွဲရွှေစင်မိကုံစီမွေးယစ်ပလင်တွေရှိတဲ့နေရာအထိသာဝင်ရောက်နိုင်တာဖြစ်ပြီးတော့ဘုရားသခင်တင်းဝေရာပလင်နဲ့ပရိညင်သစ်တာရှိတဲ့အပိုင်းကိုတော့ဝင်ခွင့်မရပါဘူးဒီနေရာဟာအရင်တစ်ခါကျွန်တော်ဖော်ပြခဲ့သလို တနှစ်မှမှတကြိမ်လူမျိုးတော်ရဲ့ကိုစားဝင်ပြီးတော့အသွေးကိုဖျံပက်ပေးရတာကလွဲလို့ဝင်လို့မရနိုင်ပါဘူးမိရှုရရစ်ပလင်ဆိုပြီးတော့စတင်ဖော်ပြလိုပါတယ်ထွတ်မြောက်ရကျန်းအခန်းကြီး38အငယ်1တနည်းကအလျား9000အနံ9000ရှိ၍ student 4000ဖြစ်သောမိရှုရရစ်ပလင်ကိုအကာရှသားနှင့်လှုပ်လီ၏အမြင့်လေ3000ရှိ၏အကာရှဆိုတဲ့သက်သားပေါ်မှာမှကြီးနဲ့သွန်းထားတယ်ဆိုတာကျွန်တော်ဖော်ပြခဲ့ပြီးပါပြီဒါကြောင့် ကျေးရစ်ပလင်လို့လည်းခေါ်နိုင်ပါတယ်ဒီနေရာဟာအပြည့်အတွက်ရစ်ပူဇော်ရတဲ့နေရာပါသူ့ကိုတိဆောက်ပြီးပြီဆိုရင်တခြားရစ်ပလင်မရှိတော့ပါဘူးဒါဟာအတိကရရစ်ကောင်ပူဇော်ရာဖြစ်တယ်တနိုင်ငံလုံးတစ်မျိုးလုံးနဲ့ဆိုင်တယ်တခြားပလင်နောက်ထပ်ဆောက်ရင်အပြည့်ဖြစ်ပြီဘာသာရေးစော်ကားရရောက်ပြီလို့သမိုင်းကဆိုပါတယ်ရစ်ပလင်ရဲ့လေးတောင်ကနေအကာရှတက်သားနဲ့ပဲဂျိုကြီးလေးချောင်း ထုလုတ်တတ်ဆင်ရမယ်ဆိုတာလည်းကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ။အဲ့ဒီဂျိုတွေကတော့ကေတီရှင်ရဲ့အပြစ်လွတ်ပိုင်ခွင့်ခွန်အားသတ္တိကိုချေဟပ်ပေါ်လွင်စေတယ်လို့မြင်နိုင်ပါတယ်။ရစ်ပလင်နဲ့ပတ်သက်တဲ့အဖားကိုကင်ရမှာသုံးတဲ့ကိရိယာတစားပလာတွေလည်းရှိပါသေးတယ်။အဓိကကတော့အပြစ်အတွက်ရစ်ကောင်ကိုပူဇော်တာဒီနေရာပဲဆိုတာကိုမှတ်ယူထားဖို့ပဲဖြစ်ပါတယ်။ကျင်းအင်ဒုံဆိုတဲ့အပိုင်းကို ရောက်လာပါပြီ။ ထွမြောက်ရာကျမ်းအခန်းကြီး38အငယ်8ပရိသတ်စည်းဝေးရာတဲတော်တကားရှိမှာစည်းဝေးတတ်သောမိမတို့ဤခြေဝါမှန်များကိုယူ၍ခြေဝါအင်ဒုံနှင့်ခြေဝါခြေတော့ကိုလှုပ်လိမ့်ဤရှေးခေတ်ကမိမတွေလည်းအခုခေတ် အမျိုးသမီးတို့ကြီးအတိုင်းမှန်ကြိုက်ကြဘူးဓမ္မမြင်ရပြီသူတို့တွေဟာခြေဝါမှန်ချက်တွေကိုယူပြီးတော့စည်းဝေးတတ်တယ်အဲ့ဒီမှန်ချက်တွေနဲ့ခြေဝါအင်ဒုံကို ဝိုင်းပြီးတော့တိဆောက်ရမယ်လို့ဒီနေရာမှာဖော်ပြထားပါတယ်ဒီတော့ ဒီမှန်ချက်တွေဟာနှုတ်ကပတ်တော်လိုပဲလူရဲ့အပြစ်ကိုဖော်ပြနိုင်လေကြီးမုံမှန်နေဖြစ်တယ်ဒီအပြစ်အညစ်အကြေးကြောင့်လေအပြစ်ရှိမှန်းကိုသိပြီးတော့အင်ဒုံတွေကရေနဲ့တန်ရှင်းရေးလောက်ရမယ်ဆိုတဲ့အခြေအနေမှန်ကိုမြင်နိုင်ခြင်းပဲလို့ဆိုနိုင်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့အပြစ်သားတွေအတွက်ဒီမှန်ချက်တွေဟာအပြစ်ကိုဖော်ပြလာတယ်ဆိုတဲ့အသေးပဲပါကျွန်တော်တို့အခုခင်မီအင်တွေရေဟိုတယ်ကြီးတွေရေမှာဆိုလို့ရှိရင် ရေချိုးကနိုင်လူလူမှမှန်တွင်ရှိပါလေ။မှန်ဟာနာမည်နဲ့လိုက်အောင် ကိုဒရန်အမှန်ကိုမြင်စေပါလေ။ဒါပေမဲ့သူကအပြစ်ကိုသာမြင်အောင်ပြပြီးတော့ဆေးကြောတာကြတော့ရေနဲ့ပဲဆေးကြောရပါလေ။ကြီးတွန်းရပါလေ။ဒီတိုင်းမှာပဲလူဘဝရဲ့အပြစ်အညစ်အကြေးတွေကိုအမှန်တကယ်ဆေးကြောသုတ်သင်ပေးနိုင်တာကတော့ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့စွန့်လွတ်ခဲ့သောအသွေးတော်ပဲဖြစ်ပါလေ။ဒါကိုပေါ်ပြခြင်းလို့လေရှေးကာလလူမျိုးတော်ဟာရစ်ကောင်နဲ့ အသွေးနဲ့ပူဇော်ရမယ်ဆိုတာကိုဖျားသခင်ကတမိုင်းတလျှောက်လုံးမှာအစဉ်တစိုက်ဖော်ပြခဲ့ပါတယ်။ဖျားသခင်ဟာရစ်ပူဇော်ခြင်းကိုအတိတ်ပဲမဲ့ပြုမှုနေတာမဟုတ်ပါဘူး။ပြုလုပ်ခိုင်းတာမဟုတ်ပါဘူး။သိုးသားစိတ်သားအမဲသားကိုမှအနံ့ခံခြင်းလို့စားခြင်းလို့ဆိုတဲ့အတိတ်ပဲမရှိပါဘူး။အင်မတန်ကြီးမားတဲ့ခရစ်တော်ရဲ့အသက်နဲ့အပြစ်ကိုရွေးချယ်ခြင်းကိုသင်ဟာပေါ်လွင်စေဖို့ပြုစုပေးခဲ့တဲ့အလေအကျင့်ထုံးတမ်းစင်လားအဲ့ဒီလိုသဘောပေါက်နားလေကြရပါမယ်။ ဒါကြောင့်လဲကျွန်တော်ကြပြားလေးတပုတ်ကိုအခုလိုဖတ်ပြခြင်းပါလေ။အေမာနွေလစီးကြတဲ့အသွေးတော်ပြစ်ကျွေးပေါ်သူဆက်ရောက်ပြေပြောက်စေသောပြက်ကျွေတဲ့ခန္ဓာပေးလာသည့်အသက်ရှက်ကြောက်ဖွယ်သူစွန့်ဆောင်သည်ကလူပောင်အတွေ့အဲ့ဒီကြပြားငယ်ဟာရစ်ကောင်သိုးငယ်ဖြစ်ခဲ့တဲ့ခရစ်တော်ကိုမမေ့မလျော့ဇေနိုင်ဖို့ကျွန်တော်လူသားတွေကိုယခုအချိန်မှာသတိပေးနေတယ်လို့။ပန်ရှင်းရတဲတော်ရဲ့ရစ်ပလင်ဟာ ခရစ်တော်ရဲ့အရေးအယောင်ကိုနမိတ်ဆောင်ပြသွားခဲ့ပါတယ်။အခုကဲတော်ဝင်ဆိုတဲ့အကြောင်းကိုဆက်လက်ဖော်ပြရအောင်မြို့ဆိုရင်ထွံ့မြောက်ရာကျမ်းအခန်းကြီး38အငယ်6မှ7တဲတော်ဝင်ကာယံမူကအလျားအတောင်တရားရှိသော ပိတ်ချောနှင့်တောင်ဘက်၌ကလကာကိုလှုပ်လိ။ထိုကလကာဘို့တိုင်20တိုင်ခြေစွတ်20ကိုကြေးဝါနှင့်လှုပ်၍တိုင်တစွတ်တိုင်တန်းတို့ကိုငွေဖြင့်ပြီးစီ။ ထိုနည်းတူမြောက်ဖက်၌ကာယံအလျားအတောင်100ရှိသောကလကားနှင့်တကွငွေတစုငွေတန်းပါသောခြေဝါတိုင်20ခြေဝါခြေစုပ်20ရှိ၏ပိတ်ချောကလကားဟာခရစ်တော်ရဲ့လူသားဘဝတရုပ်ဖြစ်တယ်လို့ကျွန်တော်ဆိုချင်ပါတယ်ပြီးတော့ဒီလူသားဘဝဝိယုံဟာလူသားနဲ့ဖျားသခင်ရဲ့တဲတော်ကိုခြားနာထားခြင်းအထိတ်မှတ်ပဲဖြစ်ပါတယ်အီစတာဆိုတဲ့ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းပွဲတော်နဲ့ပတ်သက်တဲ့ နိုင်ငံခြားဆောင်းပါးတစ်ခုမှာ ခရစ်တော်ကိုလူသားအဖြစ်လုံးဝတွေးစရာမလိုဘဲနဲ့ဘေးမှာဖယ်ထားပြီးတော့သူ့အဆုံးအမတွေကို လိုက်နာယုံနဲ့ပြည့်ပြည့်စုံနေဆိုတဲ့အယူဆတစ်ခုကိုကျွန်တော်ဖတ်ဖူးပါတယ်ကျွန်တော်ကတော့ဒီအယူဆကိုပြင်းပြင်းထန်ထန်ဆန့်ကျင်လိုပါတယ်ခရစ်တော်ဟာလူအသက်ကိုဆောင်ယူပြီးတော့သူဆောင်ယူတဲ့လူအသက်ကိုစွန့်ခြင်းအသေးခံခြင်းနဲ့သာကျွန်တော်ရဲ့ကယ်တင်ခြင်းတရားဟာပြည့်စုံလုံလောက်နိုင်ပါတယ်အဲ့ဒီလို ခရစ်တော်ရဲ့ခရစ်တော်ရဲ့ဘဝအသက်တာလမ်းကြောင်းရဲ့ကိုယုံချင်းကြောင်းချင်းတွေးခေါ်မှုတွေဟာလူလောကမှာကယ်တင်ရှင်တရားကိုခေါ်အားအများကြီးယော့ပါသွားစေနိုင်တယ်လို့ကျွန်တော်ခံယူပါတယ်။အခုကျွန်တော်တို့လေ့လာနေတဲ့သန့်ရှင်းရာတဲတော်ရဲ့အကြောင်းဆိုရင်ရှုပ်ထွေးပါတယ်။ညီငွေစရာလည်းကောင်းပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဖတ်ရတာအများကြီးပြင်းကြီးပါတယ်။ကျွန်တော်မငင်းပါဘူး။ဒါပေမဲ့ပမာကျန်းစာဟာအသက်ရှိတယ်။ပေါ်ပြချက်တွေဟာအသက်ပါဝင်နေပါတယ်။အပေါ်ယံပြင်းကြီး ညီငွေပွဲကောင်းချင်းရဲ့အောက်ခြေမှာဝိညာဉ်ခွန်အားအစ်စ်တစ်ခုသို့မဟုတ်နောက်ထပ်တစ်ခုကိုအမြဲပြုစုပြောထောင်ပြီးတော့ပေးနေပါတယ်။တဲတော်ဟာဓမ္မတရားလမ်းကြောင်းပေါ်ကရုပ်ပြသင်ခန်းစာတစ်ခုဖြစ်ပါတယ်။ဘယ်လိုရုပ်ပြသရုပ်လဲဆိုရင်ခရစ်တော်ရဲ့အသက်တာမှရုပ်ပြသရုပ်ပဲလို့ကျွန်တော်ခန့်ယူပါတယ်။ခရစ်တော်ရဲ့အဆုံးအမတွေဟာလိုက်နာဖို့ဖြစ်တာမှန်တယ်။ဒါပေမဲ့ခရစ်တော်ရဲ့ကားတိုင်းခက်မှာအသေးခံခြင်းနဲ့အသက်အသွေးကိုစရေချင်းစွန့်လွတ်ခြင်းကသာလျှင် ကျွန်တော်ရဲ့အပြစ်ကြွေးတွေကိုကင်းစင်စေတာဖြစ်တယ်လို့ကျွန်တော်အခိုင်အမာတင်ပြလိုက်ပါတယ်။အခုတဲတော်ကိစ္စမှာဆိုရင်အပြင်ဝေးရဲ့ခြေစွတ်တွေတိုင်တွေဟာတီးဝါနဲ့သွန်းလုထားပြီးတော့အတွင်းဘက်တဲတော်ကျတော့ခြေစွတ်တွေဟာငွေနဲ့ဆိုတာကျွန်တော်တို့သိရတယ်။ဒီသတ္တုနှမျိုးကိုယ်တိုင်ဟာအတိတ်ပဲနှမျိုးကိုဆောင်းနေပါတယ်။ငွေသတ္တုဆိုတာကကဲတင်ခြင်းကိုအတိတ်ပဲဆောင်းတယ်။ခြေသတ္တုကတော့တရားစီရင်ခြင်းဆိုတာကိုရှင်းရှင်းကြီးသိသာစေပါတယ်။ ကနေ့အဖြစ်လူသားနဲ့ဘုရားသခင်တဲတော်ကြားကပိတ်ချောဟာမတူညီတဲ့အဆင့်နှစ်ခုကိုကာယံထားပြီးတော့ကြီးဝါဟာတရားစီရင်ခြင်းအမြဲရှိတယ်ဆိုတဲ့ဓမ္မသဘောတရားကိုထုတ်ဖော်ပြောပြနေပါလေ။ဒါကြောင့်အပြည့်ဆိုတဲ့ပြဿနာတရားဟာ အမြဲကြားကန်နေအဖြစ်ကြည်နေရတယ်။ကျွန်တော်တို့ဘုရားသခင်ကိုကိုးကွယ်တာပျော်လို့လား။ယဉ်ကျေးမှုအစဉ်အလာအရလား။မဟုတ်ဘူး။သေပြီးရင်ဘုရားသခင်နဲ့တွေ့ဆုံဖို့ပဲ။တနည်းအားဖြင့်အပြည့်မှလွတ်မြောက်ဖို့ ဒါကြောင့်မို့အပြစ်လွတ်ခြင်းမရှိဘဲနဲ့ဘယ်တော့မှဖျားသခင်နဲ့တွေ့ဖို့စိတ်မကူးပါနဲ့လို့ကဲတော်ကသင်ခန်းစာကိုကျွန်တော်အတိတ်ပဲဖွင့်ဆိုလိုပါတယ်။ထွမြောက်ရာကျမ်းအခန်းကြီး38အငယ်78ဝင်းတကားဝါ၌ကာယံပြာသောအထဲမောင်းသောအထဲနီသောအထဲပိတ်ချောဖြင့်ပြီး၍ရှယ်လေသောကလကာအလျားအတောင်20အမြင့်9000ရှိ၍ဝင်းကာသောကလကာနှင့်တညီသည်ဖြစ်၏။ဒါကိုလေတကြောပြန်တရိယာစီဖို့ပေါ်ပြပါလေ။ခရစ်တော်ရဲ့အသွေးတော် ခရစ်တော်ရဲ့လူဘဝကောင်းကင်ဘုံရဲ့အရေးတရံဣသရေလဤမင်းဖြစ်ခြင်းနဲ့သစ္စာတရားတို့ကိုဒီကလကဟာအတိတ်ပဲဖွင့်ပြနေပါလေဒီအယောင်ဤဟာအတိတ်ပဲဖွင့်ဆိုနေပါလေပရောဖက်ခင်ကျင်းဝေရအရက်ကိုဒီဝင်းတကားဝါကိုမဖွင့်ပဲဘယ်သူမှဝင်လို့မရဘူးဒီဝင်းထီရန်ကိုအပေါ်ကကြော်တက်ခြင်းလို့မရနိုင်ဝင်းထီရန်ရဲ့အမြင့်ဟာခုနှစ်ပေခွဲရှိပါလေတဘာဝလူသားတယောက်ခိုးပြီးတော့ကြည့်လို့မရနိုင်လောက်အောင်မြင့်မတ်ပါလေ ဒီကလကအပေါက်ကလွဲလို့လေတခြားဝင်စရာ အပေါက်မရှိပါဘူးဒီနေရာမှာခရစ်တော်ပြောခဲ့တဲ့စကားကိုမှတ်မိသင့်ပါတယ်ငါသည်လံခရီးဖြစ်၏ကမာတရားလည်းဖြစ်၏အသက်လည်းဖြစ်၏ဆိုတဲ့စကားပါမှတ်ပါတယ်ခင်ဗျာခရစ်တော်မှတဆင့်သာလျှင်ခါဝဲရဖျားသခင်စီကို ရောက်ရှိနိုင်မယ်ဖူးတွေ့နိုင်မယ်အကြောင်းသတိပေးလိုက်ပါရစေကိုင်းတဲတော်ဝင်းတဲ့ကိုရောက်ပြီဆိုလို့ကောဖျားသခင်ကိုချက်ချင်းတွေ့ရပြီလေလားမတွေ့ရသေးပါဘူး တကားနှစ်ဆင့်ကြံပါသေးတယ်။တဆင့်ကသန့်ရှင်းရဌာနတော်ကိုဝင်ရောက်ဖို့ဖြစ်တယ်။နောက်တဆင့်ကတော့ထာဝရဘုရားကျင်းဝတ်တော်မူရာပလင်တီရှိတဲ့အဖန်ရှင်းဆုံးအရက်ကိုပဲဖြစ်ပါလေ။ဒီတော့သန့်ရှင်းရဌာနတော်ဆိုတဲ့ကိုးကွယ်ဝတ်ပြုရာအရက်ကိုဘယ်လိုဝင်ရမလဲ။ပြောခဲ့ပြီးပြီနော်။ငါသည်လန်ခီးဖြစ်၏၊တမာတရားလည်းဖြစ်၏၊အသက်လည်းဖြစ်၏ဆိုတဲ့စကား။သေသေးချာစဉ်းစားကြည့်ရင်အဖြစ်ပေါ်လာပါလိမ့်မယ်။ခရစ်တော်နောက်ထပ်ဆိုထားတဲ့အချက်တစ်ခုကို တတိယဖို့ကျွန်တော်ဒီနေရာမှာထပ်ပြောချင်ပါသေးတယ်။အဲ့ဒါကလည်းအလွန်လေးနဲ့တဲ့တတိပေးချက်ပါ။ထာဝရဘုရားကိုနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်း ကိုးကွယ်ရမည်တဲ့။သမာတရားနဲ့သစ္စာဟာအင်္ဂလိပ်ကျမ်းစာမှာ truth ပဲသုံးနေ။အတူတူပဲ။ဒါကြောင့်ဘုရားသခင်ကိုကိုးကွယ်ရတဲ့အခွင့်အရေးတွေဟာခရစ်တော်နဲ့အတူအသက်ရှင်လက်တွဲမဖြုတ်ပါမှရရှိခံစားနိုင်တဲ့အခွင့်အရေးပဲလို့ကျွန်တော်ဒီနေရာမှာအခိုင်အမာပြောချင်ပါတယ်။အခု အသင်းတော်တွေမှာအစင်အလာမပြည့်စည်ခြင်းလို့တို့စိတ်ချမ်းသာပျော်ရွှင်လို့တို့ဆိုပြီးတော့သွားသွားတက်ယုံနဲ့ကိုးကွယ်ခြင်းဝတ်ပြည့်ပြီလို့မထင်ကြပါနဲ့ခရစ်တော်ရဲ့အသေးခံခြင်းအကြောင်းရှင်ပြန်ခြင်းအကြောင်းနဲ့သူ့ဘဝပုံစံကိုသေချာမသိဘဲသွားကိုးကွယ်ရင်အကျိုးကျေးဇူးအပြည့်အဝမရနိုင်ဘူးလို့ကျွန်တော်ဒီနေရာမှာပြင်ပြချင်ပါတယ်ဒါကြောင့်မို့လို့ခရစ်တော်ကိုဦးစားမပေးတဲ့အသင်းတော်တွေအမှတ်တရမထားတဲ့အသင်းတော်နဲ့အသင်းသားတွေဟာ အခြေအနေဘယ်နည်းနဲ့မှမကောက်နိုင်ဘူးလို့ကျွန်တော်ရဲရဲကြီးယုံကြည်ပါတယ်နောက်ဆုံးဝင်ပေါက်ကတော့ Holy of Holy လို့ခေါ်တဲ့ထာဝရဘုရားကိန်းဝတ်တော်မူရာပလင်တီတဲ့အရာပရိညင်သစ်တာတော်ရှိတဲ့အရာပါပဲယေဘရောဟိတ်တောင်မှတစ်နှစ်တစ်ခါပဲသွေးဝင်ဖြန်းဖို့ဝင်ရတဲ့အရာပြီးရင်နောက်ဖက်ကိုခါလေးကုန်းပြီးတော့ပြန်ဆုတ်ရတယ်အခုကျွန်တော်အဖို့ဒီလိုဘုရားသခင်မပြည့်ညတ်တော်ဘူးသားတော်ရဲ့အသက်ကိုစွန့်တဲ့အချိန်ကစပြီးတော့ဘိမှန်တော်ကလကဟာကွဲထွက်သွားခဲ့ပြီလေ ခရစ်တော်အဖင်ကောင်းကင်ဘုံနဲ့အသက်လမ်းဟာပွင့်သွားပြီ။ဖျားသခင်စီကိုကျွန်တော်တို့တက်လမ်းနိုင်ကြပါပြီ။အေးဒီလိုပြောလို့မချေမငန်ပေါ့ပေါ့ဆဆတော့တော့မလုပ်နဲ့။ငါသည်လန်ခရီးဖြစ်ပြီ။ပမာတရားလည်းဖြစ်အသက်လည်းဖြစ်ဆိုတာရှိတယ်လို့။သင်ဤဖျားသခင်ထာဝရဖျားကိုနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမည်ဆိုတာလည်းရှိသေးတယ်။ဖန်ဆင်းရှင်အသက်ကိုပေးထားတဲ့သခင်။ပန်ရှင်သောဝိညာဉ်တော်နဲ့အနိကစောင့်ကြည့်နေတဲ့သခင်။လိမ့်လေလှဲ့ပြလို့ မရဘူး။တပတ်ရိုက်လို့မရဘူး။မြောက်ပင်ပြီးပေါင်းလို့လည်းမရဘူး။မြေတာဂယုနာတော့ကြီးမားသလိုအကျွင်းမဲ့စီရင်ပိုင်သောတကောအာနာရှင်ဆိုတာကိုလည်းကျွန်တော်တို့မှတ်ထားရမယ်။နောက်ထပ်ဆက်ချင်တာကတော့ဣသရေလလူမျိုးနဲ့ဣသရေလလူတယောက်ချင်းကိစ္စနဲ့ပတ်သက်ပါလေ။ဖမယောက်ရာကျမ်းမှာလူမျိုးတော်ကိုခြုံငုံပြီးတော့ဆန်းသို့မဟုတ်သားအဖြစ်သူသုံးဆွဲပါလေ။တူးချင်းကိုမသုံးဆွဲပါဘူး။လူမျိုးတော်ကိုဖျားသခင်ရွေးကောက်ပါတယ်။ တဦးချင်းကိုဘုရားသခင်ဟာရွေးကောက်တယ်လို့မဆိုနိုင်ပါဘူးလူဟာလူပါပဲတဦးချင်းဟာကဲတင်ချင်းရရှိအောင်စ조사အားထုတ်ဖို့လိုပါတယ်ဂျူးမို့လို့ဆိုပြီးတော့ဣသရေလမို့လို့ဆိုပြီးတော့ဘုရားသခင်ကရွေးပြီးတော့မျက်နှာသာပေးမပေးဘူးအတိတ်ကိုပြန်ကြည့်လေနွားရုပ်ကိုသွားပြီးတော့ကိုးကွယ်ပြီလို့လူသုံးတောင်ဖလေစီခဲ့တယ်ဆိုတာကိုမှတ်မိကြသေးတယ်မဟုတ်ဘူးလားဒါတောင်မှမောရှေကအသနာခံကောင်းလို့နှုတ်မဟုတ်လို့ရှိရင်ယေဘရဟိတ်အာယုံတောင်ကြံမှာမဟုတ်ဘူး တမျိုးလုံးကိုဖျက်ဆီးပြစ်မယ်အထိဘုရားသခင်အဲ့တုန်းကအမျက်ထွက်ခဲ့တယ်။ထွံ့မြောက်ရာကျမ်းအခန်းကြီး38အငယ်25နဲ့26စည်ရင်းဝင်သောပရိသတ်များပေးသောငွေချိန်ပေါင်းကအကျက်တော်အတိုင်းအခွက်တစ်ထောင်နှင့်18ပိတ်သာ85ကျပ်ဖြစ်သည်။အသက်20မှစ၍ပုံလွန်သမျှသောသူစည်ရင်းဝင်သည့်အတိုင်းလူ6သိန်း3530တို့သည်အကျက်တော်အလိုက်ငွေချိန်အကျက်တစ်ဝက်စီပေးရကြ၏။ အခုဆိုရင်ငွေအကျက်နဲ့ပေးပြီးတော့ရွေးရတယ်။မထက်မနေရဆိုတဲ့သဘောကိုတွေ့ရတယ်။ဒါကြောင့်ငွေဟာကဲတင်ချင်းရဲ့အဖို့အခတက်သေးလို့ကျွန်တော်တို့ခံယူရတာပါပဲ။တန်ဟာမောရှိခစ်ဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့နော်။အခုကျွန်တော်တို့ရတဲ့ကဲတင်ချင်းဘယ်ကလာတယ်လဲ။ခရစ်တော်ရဲ့အသွေးတော်နဲ့ခရစ်တော်ကရွေးချယ်ပေးတာ။ဒီကဲတင်ချင်းရဲ့အဖို့အခဟာငွေနဲ့ဝယ်နိုင်တဲ့လား။ရွှေနဲ့ငွေနဲ့ဘာဆိုင်တယ်လဲ။အခုခရစ်တော်ပေးတဲ့ကဲတင်ချင်းကိုတော့ ယုံကြည်ခြင်းနဲ့သာယူလို့ရတယ်။ဒါကြောင့်ယုံကြည်ခြင်းမရှိတဲ့ဂျူးဓမ္မမဟုတ်ဣသရေလကဲတင်ခြင်းရကိုမရနိုင်ဘူး။အဲ့ဒီလိုပဲအသင်းတော်မှာစည်ရင်းဝင်တဲ့ခရစ်ယာန်တိုင်းကိုကဲတင်ခြင်းရတဲ့လားမရနိုင်ပါဘူး။တခုတော့ရှိလေကျွန်တော်တို့ကတရားသာဟောနေတာအဲ့ဒီကိစ္စဝင်ပြီးတော့ဆုံးဖြတ်လို့တော့လည်းမရဘူး။ဒါကြောင့်ပင်သရသောသမာကျမ်းရှိပါတယ်။လေ့လာကြပါပြီးတော့ဖျားသခင်နဲ့သာရင်ဆိုင်ဖြည့်ရှင်းကြပါလို့ပဲပြောနိုင်ပါတယ်။ အိုကလာဟိုမပြည်နယ်တူဆာဆိုတဲ့အပိုင်းကအေးအမသထေးကြီးနဲ့သူ့မိန်းမကဓမ္မဆရာကြီးတယောက်ကိုဝန်ခံနေတယ်။သူတို့လင်မယားရဲ့အပေါင်းအသင်းတစုရဲ့ဟာအသက်90ကျော်တဲ့အထိအသင်းတော်ရှေ့ဆုံးတန်းကခုံမှာထိုင်ပေမဲ့ဖျားသခင်စီမှာအသက်သောဝိညာဉ်ရေးပြောင်းလဲမှုမရှိခဲ့ကြပါဘူးတဲ့။အသင်းတော်ကပြန်ပြီးအေးရောက်တာနဲ့လူစုပြီးပလင်းထောင်နေဖဲရိုက်ကြတာဟာညနေဆောင်ဆိုလို့ရှိရင်တချို့အရက်တွေအမှုလွန်ပြီးတော့ထန်းတောင်ထုတ်ရတယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာတော့ နောင်တဆိုတာကိုရရှိလာကြတယ်။ဒါဟာကျေးဇူးတော်မှန်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့အတိတ်ကာလရှည်ကြီးဟာပြန်စင်းစားလိုက်ရင်အင်မတန်မှနှမျောတန်တာဖို့ကောင်းနေ။အဲ့ဒီအပြည့်အဖိုးအခဟာလေတနည်းမဟုတ်တနည်းအပေးဆက်ခံရမယ်ဆိုတာသူတို့နားလည်ပါတယ်ဆိုပြီးတော့ရင်ထဲမှာမချိတင်ခဲ့သူတို့ဝန်ခံခဲ့ကြပါတယ်။ဟုတ်ပါတယ်။ကျွန်တော်ဒီအကြောင်းကိုဖတ်ရှုရတော့ဒီအချိန်ကာလရှည်အတွင်းမှာသူတို့ဖြုံးတီးခဲ့တဲ့အချိန်နဲ့ပိုက်ဆံတွေကို ဖျားသခင်အတွက်သာပေးဆက်ခဲ့မယ်ဆိုရင်အကျိုးကျေးဇူးတွေဘလောက်ကြီးမလဲဒါကိုကျွန်တော်တွေးမိတယ်။ယုံကြည်ခြင်းအခြေခံတရားမွေးမြူလာခဲ့တယ်ဆိုရင်အမှုတော်ကိုဘလောက်အထိပောက်ပောက်မြုံမြောက်ဒီအချိန်ကာလအတွင်းမှာဆောင်ရွက်နိုင်ကြမလဲဆိုတာကိုတွေးမိပါတယ်။ဘာပဲပြောပြောပါနောင်တတရားဆိုတာကတော့နှောင်းမှတပေမဲ့လေဖျားသခင်သူ့ကိုကောင်းကြီးပေးပါလိမ့်မယ်။ပေးပါစေလို့လည်းကျွန်တော်ဆုတောင်းပါတယ်။ဒီကနေ့မြန်မောက်ကာလအသင်းတော်ဝင်ခရိယန်များဟာကနဦးအသင်းတော်များမှအစ ကျွန်တော်ဘိုးဘေးများရဲ့ယုံကြည်ခြင်းအတိတ်ကိုပြန်ပြီးတော့တရိယာကြပါစင်ခြင်းသုံးသက်ကြပါခွန်အားယူကြပါအခုအချိန်မှာတဲတော်ဝင်းရဲ့ပြင်ပကဘာဟာကျွန်တော်ကိုမဟုတ်တန်တရားလှုပ်ဖို့အမျိုးမျိုးသွေးဆောင်နေပါတယ်မဟုတ်တာလှုပ်ရင်လည်းမဟုတ်တာဖြစ်မှာသိကြတယ်လို့ကျွန်တော်သင်ခန်းစာများရရှိခဲ့ကြပြီးပါပြီဖွမျောဝါကျမ်းအခန်းကြီး38အငယ်29ရှေဇုတ်တစ်ခု၌ငွေအခွက်30စီဝင်သည်ဖြစ်၍ငွေအခွက်1000နှင့်တဲတော်ခြေစုပ အတွင်းကလကာခြေစွတ်တီးဟူသောခြေစွတ်တရားကိုသုံးလီစောစောကဖော်ပြခဲ့တဲ့ငွေတွေဟာအခုအသုံးဝင်သွားပြီအဲ့ဒီအသက်20ကျော်ပြိသက်စီကရတဲ့တဲတော်အတွက်ငွေတွေကိုတဲတော်အတွက်လိုအပ်တဲ့ခြေစွတ်တွေဖြစ်လာအောင်သုံးလုပ်တယ်လို့ဆိုပါတယ်ဒါကြောင့်ပန်ရှင်းရတဲတော်ဟာငွေခြေစွတ်များအပေါ်မှာတည်ထားခြင်းဖြစ်တယ်ငွေသို့မဟုတ်ကဲတင်ချင်းကိုဒီငွေခြေစွတ်တွေဟာဖော်ပြနေတယ်လို့ဆိုနိုင်ပါတယ်ကျွန်တော်လူသားတဦးစီတဦးစီဟာကဲတင်ချင်းကိုရယူလို့ရင် ကယ်တင်ရှင်သခင်ခရစ်တော်စီမှာရယူနိုင်ပါတယ်။ရယူလိုသောသူဟာကယ်တင်ခြင်းကိုအမှန်တကယ်လိုလိုချင်ချင်ရှိဖို့တော့ရည်တည်တယ်။ဒီကယ်တင်ခြင်းအတွက်သခင်ခရစ်တော်ရဲ့ပေးဆက်ရခြင်းဟာဘလောက်ကြီးမားခဲ့တယ်ဆိုတာကိုအကျယ်တဝင့်ရှင်းနေစရာမလိုတော့ပါဘူး။ကမာဦးကာလမန်နဆိုးရဲ့လက်ထဲကိုကြပြီးကြတဲ့ရဖျားသခင်ဟာနမိတ်တပေါင်းအတိတ်တွေကိုဆောင်းပြီးတော့ခရစ်တော်ဆိုတဲ့သားတော်နဲ့ကယ်တင်ခြင်းကိုပြုရတော်မယ်ဆိုတာကိုထက်ထပ်ပေါ်ညွန့်ဖွင့်ဆိုပြလာခဲ့ပါတယ်။ ခရစ်တော်ဟာမြေပေါ်မှာအပျိုကညာရဲ့ဝန်းကနေဖွားမြင်ခဲ့တယ်။ဖွားမြင်ရမှာအလွန်နှိမ့်ချတဲ့နွားစခွက်မှသာဖွားမြင်ခြင်းခံယူခဲ့တာဖြစ်ပါတယ်။ပြီးတော့သူဟာလူလောကမှာအသက်33နှစ်သာရှင်သန်ခဲ့ပြီးတော့နောက်ဆုံးမှကားတိုင်းတော်ပေါ်မှာအသက်ခံခဲ့ပါတယ်။အသွေးသွန်းလောင်းခဲ့ပါတယ်။ကျွန်တော်တို့အတွက်ခရစ်တော်ပေးခဲ့တဲ့ကယ်တင်ရှင်ယေရှုဟာဘလောက်ကြီးသလဲ။ကျွန်တော်မှဖះရှင်ရဲ့သက်ဆွန်မြတ်တာကိုမှီဖို့အသာထားအသွေးကိုစွန့်ဖို့ဆိုတာနဘေးချိတ် ကိုယ့်အထက်ကတောင်ကို့ပတ်ဝန်းကျင်ကလူအချင်းချင်းတွေငတ်မို့ခေါင်းမနေတဲ့လူတွေလိုအပ်နေသူတွေအတွက်စွန့်လွတ်နိုင်ကြရဲ့လားဆိုတာကိုပြန်ပြီးတော့စဉ်းစားသုံးသပ်ဖို့လိုပါတယ်ခရစ်တော်ကတော့သူ့ရဲ့အပြစ်မဲ့တဲ့ကိုခန္ဓာပေါ်မှာတလောကလုံးရဲ့အပြစ်ကိုယူတင်ဝတ်ဆောင်ပြီးတော့တွင်းမြေကြခံရင်ကိုကိုကိုအပူဇော်ခံခဲ့တယ်ဒီအသွေးဟာယုံကြည်သူကျွန်တော်တို့အတွက်ပါဝရအသက်ဆန်းရည်ဖြစ်စေတယ်လို့ကျွန်တော်တို့တင်စားခံယူကြပါတယ်ခရစ်တော်ရဲ့ကိုခန္ဓာဟာအပိုင်းပိုင်းဖြစ်သွားတဲ့အသက်မုံလို့ကျွန်တော်တို့ ်တင်စားခံယူတယ်ခရစ်တော်ကလည်းဒီလိုပဲခံယူကြဖို့တွင်တင်ပေးခဲ့တယ်မဟုတ်ဘူးလားကျွန်တော်တို့မိษွေတို့အဖို့လောကရန်သေခြင်းရဲ့နောက်ပိုင်းမှာကောင်းကင်ဘုံစည်းစိမ်နဲ့သာဝရအသက်ကိုမျော်လင့်တောင့်တစရာရှိတယ်လို့ယုံမယ်လူချင်းစိတ်ပြင်းထန်မယ်စူးစမ်းရှာဖွေကြည့်မယ်ဆိုရင်သင်သိရသောသမာကျမ်းကနေအဖြေတွေကိုတဆင်ပြီးတဆင်ပေါ်ထုတ်ပေးသွားပါလိမ့်မယ်အလေးနဲ့ဆင်ခြင်စဉ်းစားနားတော်တာဆင်ကြပါလို့ဖိတ်ခေါ်ပါတယ်ပြီးတော့ ပေါ်ပြခဲ့တဲ့လောကုတ်တရားလမ်းကြောင်းကိုရွေးချယ်မယ်ဆိုရင်ပြင်းပြတဲ့အာတိသနဲ့ယုံကြည်ခြင်းနဲ့ထာဝရဘုရားသခင်ကိုအာယုံပြုဆုတောင်းကြည့်ကြပါအသွေးတော်ကိုစွန့်ပြီးတော့လူလောကကိုကယ်တင်ခဲ့တဲ့သခင်ဟာသူ့ကိုတိုးဝင်ချင်းကတ်တဲ့လူတွေကိုအစဉ်စောင့်ရှောက်နေပါတယ်သူ့ရဲ့အသက်ကိုသူစွန့်ပြီးတော့ဇာတိဘဝသေခြင်းကိုလက်ခံပြီးမှတပံသုံးရဲ့အကြမှာပြန်လဲရှင်ပြန်ထမြောက်ခြင်းဟာထာဝရအသက်ရှင်ခြင်းရှိတယ်ဆိုတဲ့အချက်ကို အခိုင်မာဆုံးတက်စီပြလိုက်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်လူသားကတော့ပေပြီးရင်သူ့လိုပြန်မထပါဘူး။ဒါပေမဲ့ကျွန်တော်ရဲ့အသက်ဝိညာဉ်ဟာဘုရားသခင်ပေးခဲ့တဲ့အသက်ဝိညာဉ်ဖြစ်ပါတယ်။ဘုရားသခင်ဟာဒီဝိညာဉ်ကိုမဆုံးရှုံးစေခြင်းလွန်းလို့ဒီသမာတရားနဲ့ဒီဓမ္မလမ်းကြောင်းနဲ့ဒီလိုဆွတ်လွတ်ခြင်းနဲ့လူသားကဘာကိုထေရှားစွာတက်စီပြခဲ့ခြင်းဖြစ်ပါတယ်။ရှင်သန်ခြင်းရှိနေတယ်ဆိုတာကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။ကမြောက်ရကျမ်းအခန်းကြီး38အရာ သိလာတဲ့အချက်တခုကတော့အခုလိုကျွံဘဝကထွက်မြောက်ရလမ်းမဘို့မဟုတ်တောတောင်ဂန္ဓာယခရီးချမ်းကြီးထဲမှာရောက်နေတဲ့ဣတရီလာတွေဟာငွေဆိုတဲ့အဖိုးအခါကိုပေးပြီးတော့ကဲတင်ချင်းအတွက်ဝယ်ယူရတာကို သိရတယ်လို့နောက်ပိုင်းဂရိထားတဲ့မြေကိုရောက်ပြီးနိုင်ငံထူထောင်မဲ့အချိန်မှလည်းအဲ့ဒီလိုပဲငွေနဲ့ဆက်ပြီးတော့ကဲတင်ချင်းကိုလဲလှယ်ရလေဦးမယ်ဒါပေမဲ့အခုဂန္ဓာယအလယ်မှာတော့မဖြစ်မနေလှုပ်ဆောင်ရတဲ့သဘောအသွင်ကိုဆောင်းနေတယ်လို့ကျွန်တော် သတိပြုမိထားကြဖို့လိုပါတယ်။မှတ်ထားရမယ့်အချက်ကလေးတစ်ခုပေါ့။နောက်ပိုင်းမှာတော့ဒါတွေကိုပို့ပြီးတော့ကျွန်တော်ရှင်းပြနိုင်ပါလိမ့်မယ်။မောရှိကာလပြည့်ညတ်တော်တို့နဲ့လွှမ်းခြုံတဲ့အချိန်သမယမှာငွေနဲ့ကိုကိုကိုရွေးချယ်မှဖျားသခင်ကဲ့တင်မယ်ဆိုတဲ့အစဉ်အလာဟာဂျေဇူးဂိယူနာတော်ရှင်သခင်ခရစ်တော်ပေါ်ထွန်းခြင်းကစပြီးအပြည့်အပိုင်ပြည့်ပြည့်သွားခဲ့ပါပြီ။မိစေများခင်ဗျာဒီကနေ့ကျွန်တော်တို့မှာငွေတွေရှိရင်ကမာကိုပတ်နိုင်ပါလေ။ စည်းစိမ်ဒုက္ခတွေအမျိုးမျိုးကိုငွေနဲ့ပေါက်ပြီးတော့ရယူခန်းစားနိုင်ပါလိမ့်မယ်။ဒါပေမဲ့ငရဲဘုံမှလွတ်ရလန်းကိုတော့ဘလောက်များပြားတဲ့ငွေလုံးကြီးနဲ့မှဝယ်ယူလို့မရနိုင်ပါဘူး။သာဝရအသက်လန်းဆိုတာကိုလည်းဘန်မာငွေထုတ်ကိုချက်လက်မှန်းနဲ့ထုတ်ယူတယ်လို့ထုတ်ယူလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုရင်သဘောသဘာဝချင်းအပြင်းမတူတဲ့အတွက်ပဲဖြစ်ပါတယ်။သေခြင်းတရားကြီးခံနေလို့ဖြစ်ပါတယ်။ဒီသေခြင်းတရားဟာခန္ဓာကိုယ်ကိုသာနိုင်စားနိုင်နေဝိညာဉ်ကိုအနိုင်မယူနိုင်ဘူးဆိုတာကို အားတက်တယ်ရောသဘောပေါက်အနန္တတကူးရှင်ဘုရားသခင်စီကိုမရောက်ရောက်အောင်ခရစ်တော်၌ယုံကြည်ခြင်းဖြင့်ကိုးကွယ်စည်းကပ်နိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာထွတ်မြောက်အောင်အခန်းကြီး39နဲ့အခန်းကြီး40တို့ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ